ားလုံးပဲမင်္ဂလာပါ အခန်း6တွေ့လင်တွေ့ချင်းသဘောကျစေရန်နည်းဖြစ်ပါတယ်ခင်ဗျာစားလိုက်ကြရအောင်ပါနယူးယောက်မြို့ကြီး33လမ်းနဲ့အထမရိပ်တာလမ်းတော်ကြီးစားလိုက်တွင် စားသောင်းကိုမမုန်တင်ရန်ရှိသောကြောင့်ကျွန်တော်အလဲတို့ရောက်ရာဆောင်းဆိုင်ရရှိသည်စားရည်များကိုချိန်ရခြင်းဒစိတ်ကောင်းများကိုလမ်းပေးရခြင်းဝင်အကျွေအမ်းရခြင်းပြေစာဖြတ်ပိုင်းများကိုရေးပေးရခြင်းစသောအလုပ်များကိုစက်ကစက်ကနေထွန်းမှနေဝင်အထိမြင့်ချီလာများလောက်ကင်နေရသောကြောင့ မောင်မွန်တင်စီးသည်သူ၏အလုပ်တွင်တုံရင်းငွေးလက်ရှိသည်ထို့ကြောင့်ဒီလိုတော့ငါ့ကိုသဘောကျအောင် လုံးမှာပဲအင်းသူသဘောကျအောင်လုပ်ခြင်းငါအကြောင်းပြောလို့တော့မဖြစ်ဘူးသူအကြောင်းပြောမှာပဲဒီတော့သူ့အပေါ်မှာငါတကယ်ချီးမွမ်းနေတာဘာများရှိပါလဲဟူ၍ကျွန်တော်ကိုယ်တိုင်ကြံမြင့်လက်ရှိသည်ပစိမ့်တရားနှင့်တက်ဆိုင်သောအခါထိုမေးခွန်းကိုဖြေရန်မလွယ်ဘူးလားကြီးတို့ရတွင်ထိုစီးသည့်အီးမေးခွန်းကိုဖြေရန်မလွယ်ဘူးလက်ရှိသည်ကိုတွေ့ရ၏ ကျွန်တော်ဆေးရုံကိုပါရှင်းမနိုင်တော့ပြည်စီတစ်ခုတည်သူ့နဲ့ရှိတဲ့ကိုကျွန်တော်ရုပ်တုချက်တွေ့ရတည်ထို့ကြောင့်သူဒီကျွန်တော်ရင်စာအိတ်ကိုချင်းတွင်နေစဉ်ဒီမှာမေ့စေခင်ဗျားကောင်းကစပင်တွေတဲကောင်းပါလားကျွန်တော်ကောင်းပေါ်မှာလည်းဒီလိုစပင်မျိုးပေါက်ရင်ဘလော့ကောင်းလဲလို့အောင်းမေ့တည်တယ်ဟုကျွန်တော်ကသူ့ကိုလမ်းကြီးပြောလိုက်အနှင်းငင်အာတင်တော်မျက်နှာနဲ့ကျွန်တော်ကိုမွန့်ရကြည့်ပြီးနောက်သူဒီကြုံနေတည်တည်ဟာဒီစပင်တွေအရင်နှုန်းကတော့ကြည့်မကောင်းဘူးပဲလားဟုသူဒီပြန်ကြည့်ပြော၏ ရင်ကလောက်ကြည့်မကောင်းဆိုတာတော့အတော်ဟုတ်သေးတာပဲဟုတ်ကျွန်တော်ကထပ်၍ဆက်လိုက်ရသူဒီအလွန်ပီတိဖြစ်သွား၏ငင်းငယ်စကားဆက်၍ပြောကြပြီးနောက်ကျွန်တော်စပင်ကိုလူတွေတော်တော်ရှင်းမွှန်းကြတယ်ဟုတ်ကျွန်တော်ထွက်လာခံပြီးနေသူထပ်၍ပြောလိုက်သည်ထိုနေ့တွင်နင်းလဲစာစားရန်သွားတော့အခါထိုစည်ရည်သည်အတော်ပွင့်မြောက်နေလိမ့်မည်ဟုကျွန်တော်လောင်းရဲသည်ထိုနေ့တွင်အိမ်ပြန်ရောက်တော့အခါကျွန်တော်နှင့်တွေ့ခဲ့သည့်အကြောင်းကိုသူ၏မိန်းမအားပြန်၍ပြောလိမ့်မည်ဟုကျွန်တော်လောင်းရဲသည်ထိုစည်ရည်သည်မန်တဲ့ကျွေးငါစပင်တေကောင်းပါလားဟုပြောလိမ့်မည်ဟုကျွန်တော်လောင်းရဲသည် ဒီအကြောင်းကိုပရိသတ်များတွင်ကျွန်တော် ပြန်ပြောဖူးရာကျွန်တော်ဒီထိုစီရဲ့ဓမ္မဘာကိုအလိုရှိ၍ထိုကဲ့သို့ပြောရသည်ဟုလူတယောက်ကနောင်အခါ၌မေးဘူးဘာကိုများလိုရင်းရင်းမဟုတ်ပါကျွန်တော်တို့ဒီတစ်ဖက်သားဓမ္မရစရာရှိမှတန်လျင်ထိုတစ်ဖက်သားကိုပီတိဖြစ်အောင်ပြုလုပ်နိုင်မည်ဟုသောအလွန်ယွန်စရာကောင်းသည့်စိတ်ယုံမှများဝင်းမြူကဲ့သို့ထိုစိတ်ယုံမှများနှင့်ထိုက်တန်သည့်စုံညုံပျက်စီးခြင်းများကိုသာကျွန်တော်တို့အစဉ်ရရှိပေလိမ့်မည်မိဒီအရာကိုလိုရင်းသောကြောင့်ဤကဲ့သို့ပြောရသည်ဟူသောမိကုံးကိုမဖြေမနေရဆိုလျှင် ူတပတ်သားထံမှသဆုံတစ်ခုကိုမမျော်လင့်ပဲနဲ့ထိုလူကို ပီတိဖြစ်အောင်တုတ်ပေးခဲ့ရသည်ဟု၍မိမိကိုယ်ကိုနှစ်သိမ့်ကျင်းနှံ့စေလိုသောဆန္ဒသည်ကျွန်ုပ်အလိုရှိသောအရာပင်ဖြစ်ပါသည်ဟုဖြေဆိုရမည်ဖြစ်ထို့သောဆောင်ရခဲ့သည်မှာနှစ်ပိတ်စေတံအတော်ကြံတော်လဲထို့သောဆောင်သက်ရသည့်အတွက်ပီတိဖြစ်စေသောစိတ်တို့သည်ကျွန်တော်တို့ယဉ်တွင်း၌ကိန်းအောင်လျက်ရှိမိဖြစ်ကျွန်တော်တို့အပြည့်အမြင်နှင့်ဆက်လင်းလျင်ရွှေနှင့်ဆက်၍အဖို့တန်သောဥပဒေတရရှိလေသည်ထို့ဥပဒေကိုလိုက်နာနေသည်၍ကာလပတ်လုံးကျွန်တော်တို့သည်ဘယ်အခါမှဘေးမတွေ့နိုင်ဘူးဒါမှမဟုတ် ထို့သောလိုင်းနာခြင်းအဖြစ်အရွှေအယံမိတ်တင်ကပေါ်များခြင်းဘာယတုကစိတ်တုကအစဉ်တိုးတဲ့ခြင်းတို့နှင့်ပြည့်စုံပေလိမ့်မည်ဖြစ်တို့ရတွင်ထိုဥပဒေကိုကျူးလွန်ဖောက်ဖြစ်သည်နှင့်တပြားနှင့်ကျွန်တော်တို့သည်ဘေးတွင်းနေမှာမလွဲသည်ထိုဥပဒေသည်တစ်ဖက်သားအားသူ့ကိုယ်သူအထင်ကြီးလျောင်အစဉ်လှုပ်ပေးပါမည်ဖြစ်လေသည်လူတို့တွင်ကိုကိုကိုအထင်ကြီးလို့သောဆန္ဒသည်အပြင်းဆုံးဆန္ဒဖြစ်သည်ဟုပရိုဖက်ဆာကျွန်ကျူဝီကဆို၏မိမိအားတစ်ဖက်သား၏အထင်ကြီးခြင်းကိုခံလို့သောဆန္ဒသည်လူတို့တွင်အပြင်းဆုံးဆန္ဒဖြစ်လေသည်ဟု ပရော်ဖက်ဆာဝီလန်ဂျိန်းကဆိုသည်ဟူ၍အထက်တနေရာတွင်ကျွန်တော်တို့ဟောပြခဲ့သူလေသည်ထို့ပြင်လည်းတရိစံများနှင့်ကျွန်တော်တို့သည်ခြားနာခြင်းအကြောင်းရင်းလဲထိုဆန္ဒပင်ဖြစ်လေသည်ဟူ၍လည်းကျွန်တော်ကိုယ်တိုင်ဟောပြခဲ့သူလေသည်ကဘာကြီးယဉ်ကျေးတင်မွေမှုသည်လည်းထိုဆန္ဒအပေါ်၌ပင်မြင်ရရှိသည်ပညာရှိကြီးများသည့်မိတ္တပလာနီများကိုနှစ်ပေါင်းထောင်ပေါင်းများစွာကပင်အစာပြည့်၍ကြံစားခဲ့ကြရာနောက်ဆုံး၌နီကောင်းတနည်းကိုတန်တွေ့ရလေသည်ထိုနည်းသည်အတိတ်အဆန်းမဟုတ်လူပေါ်ကာစပေါ်လဲရှိသောလက်ဟောင်းနည်းကြီးပင်ဖြစ်လေသည် ဇိုရိုအက်စတာသည်နှစ်ပေါင်း3000ကျော်လောက်ကမီးကိုကိုးကွယ်သောသူ၏တပည့်ပါရှန်လူမျိုးအားဒိုနီကိုတင်ပို့ခဲ့ပြီးလေသည်နှစ်ပေါင်း2400ကျော်လောက်ကကွန်ပူစီးသည့်တရုတ်ပြည်တွင်ဒိုနီကိုဟောပြောခဲ့မှုလေ။တောက်ကိုင်းကိုတီထောင်ခဲ့သူလာအိုစီသည်လည်းဟန်တောင်ကြားတွင်သူ၏တပည့်အကိုင်းသားတို့ကိုဒိုနီကိုပင်ဟောပြောခဲ့မှုလေ။ခရစ်မပေါ်မီနှစ်ပေါင်း900ကပင်မြတ်စွာဘုရားသခင်သည် မြစ်စမဒေတာနှင့်အင်းကြီးကိုဟောကြားတော်မူမှုလေသည်။ ဟိန္ဒူကျမ်းစာအုပ်များတွင်လည်းနှစ်ပေါင်း3000ကျော်လောက်ကစား၍ထိုနည်းကိုရေးသားထားသည်ကိုတွေ့ရ၏ယေရှုသည်နှစ်ပေါင်း1900ကျော်လောက်ကထိုနည်းကိုပင်ဂျူဒီယန်တောင်ပေါ်၌တစ်ဖက်သားကသင်အားအကျဉ်းကြီးဖြစ်ပြုစုသည်ကိုတင်းဒီအလိုရှိရန်ထိုနည်းဖြင့်တင်းဒီတစ်ဖက်သားကိုပြုစုလော့ဟု၏အကျဉ်းချုပ်ဟောပြောခဲ့မှုလည်သည်တင်းနှင့်တွဲဆောင်သောသူများထံမှတင်းဒီထောက်ခံအားပေးခြင်းကိုအလိုရှိသည်မှမှန်၏တင်းဒီတင်းနှင့်ထိုက်တန်သလောက်အချီးမွမ်းကိုခံလို့ဒီမှာလည်းမှန်၏ ။တင်းနှင့်ဆိုင်သောနေရာတဝိုက်တွင်တင်းကိုတင်ဒူရင်ကျဲတူဖြစ်သည်ဟုအထင်ရောက်လို့ဒီမှာလဲမှန်၏။စိတ်တက်ကမပါပဲနဲ့တင်းကိုမြောက်ပင်းနေသောစကားများကိုနားမထောင်ခြင်းပဲအဟုတ်တကယ်ရှိကျူးသောစကားများကိုသာတင်းဒီနားထောင်ခြင်းဒီမှာလဲမှန်ပြီ။တင်းမိတ်ဆွေများကရှရွတ်ပြောပြီးတကယ်တို့တင်းအပေါ်တွင်စိတ်ပါလက်ပါထောက်ခံ၍ရရရရရှိမွန်းစီလို့ဒီမှာလဲမှန်ပြီ။ကျွန်တော်တို့အားလုံးလည်းဤကဲ့သို့ပင်အလိုရှိကြပါ၏။ ဒီအတိုင်းမှန်ရင်ချွေးနှစ်ဆက်ရအဖို့တန်တော်ဤကြီးကို လိုက်နာပြီးရင်အခြားသောသူများအားကိုရင်းစာကြပါသို့မိတိနေရာတွင်မိတိအခါမျိုး၌မိကဲ့သို့စာနာရမည်မည်ဟုသောမိကုံးကိုမင်းရသည်ရှိသောနေရာမရွေးအချိန်မရွေးစာနာပါဟု၍ပြန်လည်ပြေဆိုရပေပြီ၏တက်တည်ပြပါရေဒီယိုစီတီစုံစမ်းရေးဌာနတွင်အလုပ်လုပ်နေသောစီးရေးဌာန၌ဟင်နရီစုဘင်း၏အလုပ်ခန်းအမတ်ကိုကျွန်ုပ်ဒီတစ်ခါလုံးကစုံစမ်းပူလေသည် ယူနီဖောင်းကိုကျန်းသာဒေသဆောင်ဝတ်ဆင်ထားသောသူစည်းသည်သူ၏အလုံးနှင့်ဂုဏ်ယူလက်ဟင်နရီဆူဘိန်းစချစ်ထအခန်းအမတ်တစ်ချစ်တစ်ချောင်းဟူ၍စကားသုံးလုံးကိုနှခါပိုင်းပြီလျှင်ကျန်းသာပီတာဆောင်ကျွန်တို့၏မိခွန်ပြန်လည်ဖြေချခြင်းပြုလေသည်ထိုအဖြစ်ကိုရလင်ရခြင်းကျွန်တို့သည်ဓာတ်လီကားစီသို့ခတ်တတုတ်လျှောက်သွားပြီးမှတပံပြန်လဲလာပြီလျှင်စေးကြီးဖြေပုံကိုကျွန်တော်တိတ်သဘောကျတယ်ဗျာတူတူတုတ်တုတ်နဲ့ရှင်းလင်းပြတ်သားလိုက်တာဟာမလို့ရပဲနဲ့မြင်းသားကြီးလီပေါက်နေတာပဲ လူတိုင်းမလုံနိုင်ဘူးဟုထိုစီးရပြောပြ၏သူ၏မျက်နှာသည်ရှင်ရွေလာပြီးလင်သူသည်အဘဲကြောင့်ဤကဲ့သို့ပြောရသည့်အကြောင်းကိုကျွန်တော်အားပြန်၍ပြော၏အနှဲငယ်များကျွန်တော်၏စကလုံးများသည်ထိုစီးရသူကတူအတော်အထင်ကြီးသောအောင်လုပ်ပေးခဲ့၏ဓာတ်လီကားနှင့်အပေါ်ထပ်သို့တက်သွားစဉ်ထိုနှင့်နင်းလေကစိတ်ချမ်းသာလျက်ရှိသောလူဤစည်းရင်တွင်ကျွန်တော်၏ပယောကအဖြစ်တူထားရေးတိုးပေးသည်ဟူသောစိတ်ဓာတ်များသည်ကျွန်တော်၏ရင်တွင်း၌သဘောပေါက်လျက်ရှိ၏နန်းရင်းဝန်ဖြစ်မှဤနည်းကိုတောင်းရမည် တထေးကြီးဖြစ်မှဤနီးကိုတုံးရမည်စသည်ဖြင့်အချိန်ရွေးနေเสียမလိုပါနေ့စဉ်နေ့တိုင်းလိုပင်ဤနီးများကိုအကျိုးရှိစွာအသုံးပြုနိုင်ပါသည်ဥဒါဟာရုံထုတ်ရပြပါအကယ်၍ပျော်ပွဲစားရုံတစ်ခုတွင်တင်မာသော12မျိုးကျော်ကိုမယူခဲ့ပဲအာလူကျော်ကိုစပွဲထိုးသည့်ယူလာသောအခါဟာအာနာစရာကြီးဖြစ်နေပြီကွကျုံမာရက12မျိုးကျော်လေးပြန်ကျော်မှာတိတ်ပြီးပင်ပန်းနေမလားစသည်ဖြင့်ပြောလင်မပင်ပန်းပါဟုစပွဲထိုးကပြန်ပြောပေမိထို့နောက်တင်ကသူ့ကိုအလေးကရုပြုသောကြောင့်တင်လိုသော အစားအစာကိုသူဒီဝမ်းမြောက်ဝမ်းသာစွာနဲ့အပင်ပန်းခံယူပြုလုပ်ပေးလိမ့်မည်။ဒါကလေးကိုကျေးဇူးပြု၍တစိမ့်လောက်လုပ်ပေးစမ်းပါ။တို့ရတာတိတ်ပြီးပင်ပန်းနေမလား။အာနာပါရဲ့ကွ။တို့ပေမဲ့ဘလို့မှစိတ်မရှိပါနဲ့နော်။အထူးကျေးဇူးတင်ပါတယ်။စားသောစကလုံးလေးများသည့်နေ့စဉ်နေ့တိုင်းဆက်သွယ်နေရသောအလုတ်ကင်းစားများတွင်အတော်တာသွားလေသည်။ထိုစကားများသည့်လူရင်ကြီးတွင်လက္ခဏာများဖြစ်ကြသည်အခြားတက်သည့်တစ်ခုကြည့်ကြအောင်ဆိုဒင်ဒီဟော်လကင်းရေးသောခရစ်စတန်ဒင်းစတာမင်းစမန်ဝတ်ထုများကိုဖတ်ဖို့ရလား တန်းပေါင်းများစွာသောလူတို့သည်သူ၏ဝတ္ထုများကိုဖတ်ကြသည်သူသည်ပပဲ့စရာတူဤသားဖြစ်လေသည်ကျောင်းတွင်ရှင်းနေကန်စာတင်ကြားမှုတော်လဲသူတည်သောအခါကဘာပေါ်ရှိစာရေးစရာများထဲတွင် သူသည်ပစ္စည်းအချမ်းသာဆုံးဖြစ်ကြောင်းတွေ့ရ၏သူ၏အထုပ်ပတ်တိကိုအချင်းချင်း၍ပြောပါန်ဟော်ကင်းသည်ကဗျာဝဒနာပါ၍ဒန်ဒီကပစ်အဲရိုစတီရေးသားသောကဗျာများအလုံးကရကြက်လေသည်ထိုရမကတီဒိုဆက်တီရေးပုံတားပုံများကိုရှင်းကျူးထားသောသံတပုတ်ကိုဟောပြောရန်အတွက်ရေးသားပြီးလျှင် ရိုဆက်တီထံသို့မိတ္တူတဆောင်ပို့လိုက်၏ရိုဆက်တီလည်းအလွန်အားရဝမ်းမြောက်ပေ၏နောက်ကိုတလောင်းအထင်ကြီးတဲ့သမီးကလေးတူကဧကံမောကျဉဏ်ထက်ရမည်ဟုရိုဆက်တီသည်သူ့ကိုယ်သူပြန်၍ပြောကောင်းပြောပေ၏ညမကြာမီဟော့ကိန်းကိုလန်ဒန်သို့လာရောက်ရန်ဖိတ်ကြားပြီးလျှင်သူ၏အတွင်ရေးမှုအဖြစ်ဖြင့်ခန်းထားလိုက်၏ရိုဆက်တီနှင့်ဤကဲ့သို့တွေ့ဆုံရခြင်းသည်ဟော့ကိန်း၏နောင်ရေးကိုတမျိုးတမျိုးပြောင်းလဲစေ၏အကြောင်းမူကားရိုဆက်တီ၏အတွင်ရေးမှုအဖြစ်ဖြင့်နေ့စဉ်ထွာခါက နာမည်ကျော်စာရေးဆရာများနှင့်နေ့စဉ်နေ့တိုင်းလူလိုပင်တွေ့ရသောကြောင့်ထိုသူ၏ကူညီအပေးကြရာဝတ္ထုများကိုကြိုးစား၍ရေးသားခဲ့ရာနောက်ဆုံးနှင့်ဝတ္ထုစာရေးဆရာကြီးတယောက်အဖြစ်ဖြင့်ကမ္ဘာပေါ်တွင်ထင်ပေါ်ကျော်ကြားခဲ့လေသည်ကမ္ဘာရရမှအင်္ဂလန်သို့လာသောခီးတယ်များသည်ဂရိဘာရဲတိုက်ကိုဟော်လကိန်း၏နေအိမ်သို့တွားရောက်လေပတ်ကြလေသည်သူအနှိမ့်စားရောက်သောအခါဒေါ်လာငွေ၂သန်းခွဲလောက်ကျန်ရစ်ခဲ့လေသည်အကယ်၍သာထင်ပေါ်ကျော်ကြားလျက်ရှိသောလူကြီးတဦးထံသို့ ရှိကြီးသောစာတစောင်းကိုရေးသားပေးဖို့ခြင်းမပြုခဲ့လျင်ဟောကိန်းသည်ယခုကဲ့သို့ထင်ပေါ်ကျော်ကျန်းသောဝတ္ထုဇာရေးဆရာကြီးတူအဖြစ်သို့ရောက်ခြင်းမှရောက်ပြီလိမ့်မည်။ဝန်ထဲမှလိုက်လိုက်လေးလေးရှိကျူးခြင်း၏အကျိုးအာဏိတင်အညာကြီးပြီ။ရိုဆက်တီသည်သူ့ကိုယ်ကိုထင်ပေါ်သောဇာရေးဆရာကြီးကိုအထင်ကြီးလေသည်။ဤကဲ့သို့အထင်ကြီးခြင်းသည်အထူးဆန်းမဟုတ်ဘူးသူကိုယ်ထင်သလုံးရှိစမြင်မှဓမ္မတာပင်ဖြစ်ပေသည်။ မိတိလူမျိုးမဆိုဒီအတိုင်းပင်ဖြစ်တင့်ကိုကိုဂျပန်လူမျိုးတဲ့မြင့်မြတ်တီကိုအထင်ကြီးပါသလားအမှန်စင်စစ်မှာဂျပန်လူမျိုးကလည်းတင့်တဲ့အစပေါင်းများစွာမြင့်မြတ်တီကိုသူ့လူမျိုးကိုအထင်ရောက်မိဖြစ်ရှေးဆန်သောဂျပန်သူဦးတီမျက်နှာဖြူတူဂျပန်မတူဦးနဲ့တွဲ၍ကနေဒီကိုမြင်ရင်းအလွန်တော်သာတွေ့၏တင့်ကိုကိုဟိန္ဒူလူမျိုးများတဲ့မြင့်မြတ်တီကိုအထင်ကြီးပါသလားဤကဲ့သို့အထင်ကြီးလို့လင်တင့်တဘောအတိုင်းကြီးနိုင်၏တို့ရတွင်တင့်ကိုရိတ်ကြပြီးသောအစာကိုဟိန္ဒူတို့သည်စားဖို့ဝေးစွာလက်ပြားနှင့်ပင်သူ့မျိုးဟုတ်၏ Eskimo လူမျိုးတို့တဲ့တင့်ကိုကိုမိမြတ်တယူအထင်ကြီးလို့လည်းတင့်တဲ့ဘောအတိုင်းပေါ့တို့ရတွင် Eskimo တို့ဦးဒီတင့်အပေါ်တွင်မိကဲ့သို့သဘောထားသူတို့တင်သေးပါလို့ Eski လူမျိုးတဲ့တွင်အလုံးမလုံးကျင်သောလူပလာချာလူပေါ်လူကြောများရှိလေသည်ထို့သူများကို Eskimo တို့ကမျက်နှာဖြူများဟူ၍အလွန်အလွန်ချိုးရသောအနေဖြင့်ခေါ်ဝေါ်ကြလေသည်တိုင်းပြည်တပြည်တီခြားတိုင်းပြည်တပြည်များတဲ့မိမြတ်ဒီဟုကိုပီကိုကိုထင်ကြ၏ဤကဲ့သို့အထင်ကြီးခြင်းသည်မျိုးချစ်စိတ်ဓာတ်များကိုရင်းတန်စေသည်ဖြစ်ရာ ဒုမတပံစီးပွဲများဖြစ်ပွားရလေသည်အမှန်မှန်တင်းနှင့်တွေ့သည်များသောလူတိုင်းကြီးသူကိုယ်သူတင်းနှင်းနှင့်အထင်ကြီးလက်ရှိသည်ဖြစ်ရာထိုသူကိုတင်းမဲ့ပအောင်ဆွဲနိုင်သောအညာသည်သူကိုယ်ကိုအထင်ကြီးနေသောထိုလူ၏အလိုကိုစိတ်ရောကိုယ်ပါဖြည့်ပေးရန်ပင်ဖြစ်လေသည်ကျွန်တော်နှင့်တွေ့သည်များသောလူတိုင်းသည်ကျွန်တော်ထက်တန်သည်ဟုအမှတ်ထားသည်ဖြစ်ထိုလူအကြောင်းကိုကျွန်တော်သိရသည်ဟု၍အီမာဇန်ပြောသောစကားကိုတည်ရလိုက်ပါတို့ရတွင်ပညာသရွေးသားများမရှိသောသူများသည်မိမိတို့၏မာနကိုနှိမ်ချခြင်းမပြုဘဲ အလွန်မတတိစရာကောင်းသောစကားများကိုဖောင်လောက်အောင်ပြောကြားလျက်ရှိသည်မှာအလွန်ဝမ်းနည်းစရာကောင်းလာပြီသည်ထိုကဲ့သို့သောလူမျိုးကိုအာနာကလေးလက်သစုံများရသည်နှင့်နတ်ပြည်ချောက်တပ်ကိုအစိုးရသောတရားမင်းနှင့်အန်တုဖက်ပြိုင်မိဟုဂျိန်ဝါသောသူများဟုရှေ့စီးရကခေါ်ထားလေသည်ကျွန်တော်၏တပည့်သုံးဦးသည်ဤအခန်းတွင်ပါသောဤများကိုအသုံးပြုသဖြင့်မိကဲ့သို့သောအကျိုးထူးများရရှိခဲ့သည်ကိုပြောပြပါ့မယ်ကိုနဲ့တီကံမျိုးမှာရှင်းနေကြည့်တူအကြောင်းကိုစတင်ပြောပါ။ပြီးနာမည်ကိုဖော်မပြပါနဲ့ဟောတောင်းပါသားတော့ကြောင့် သူ့ကိုမစ္စတာအာဟူ၍ပင်ခေါ်ကြပါစို့ထိုရှင်နေကြီးသည်ကျွန်ုပ်၏အတန်းတွင်လာရောက်တင် जा ပြီးနောက်ညမကြာမီတွင်သူ့မိမ၏အတော်ကြီးတဦးစီတို့သူ့မိမနှင့်အတူတူမော်တော်ကားစီး၍တွားကြ၏အတော်ကြီးအိမ်သို့ရောက်သောအခါသူ့၏မိမသည်အတော်ချင်းချင်းစကားပြောနေရန်သူ့ကိုထားခဲ့ပြီးလျှင်အခြားဆိုမျိုးများရှိရာသို့ထွက်သွားလေသည်မိတ္တဗလာနီများကိုတင် जा လာခဲ့ပြီးနောက်မိသူကိုများမဆန်းခဲ့ရသေးပြီးရာထိုအတော်ကြီးကိုဆန်း၍ကြည့်မြို့စိတ်ပိုင်းဖြက်လိုက်၏ ထို့ကြောင့်ဆေးရောက်ကိုပါရှိပါနိုင်မယ့်အရာတစ်ခုကိုတွေးလို့တွင်ရသူသည်အိမ်တွင်းနဲ့ဟိုဒီဒီကြည့်လိပြီကြည့်တော့ဒီအိမ်ကြီးကို1890ပြည့်နှစ်ကစောက်တယ်မဟုတ်လားအေးဟုတ်တယ်အဲ့ဒီနှစ်မှာပဲစောက်တယ်ဒီအိမ်ကြီးကိုမြင်ရတော့ကျွန်တော်ကိုမွေးခဲ့တဲ့အိမ်ကိုတွားပြီးတတိရတယ်ကြည့်လို့လည်းလာတယ်ခိုင်လဲခိုင်ကျဲလဲတိတ်ကျဲတာပဲဒီလိုအိမ်မျိုးကိုအခုလိုလူတွေမစောက်ကြတော့ဘူးကြည့်တော့ကြီးရဲ့အေးဟုတ်တယ်လူငယ်တွေဟာအိမ်လလကိုစောက်ရမှမသိကြဘူး သူတို့စောက်တာကအိမ်ဒီတိကလေးစောက်ပြီးအိမ်မှာနားမနေပဲမော်တော်ကားသစီးနဲ့ထွက်နေကြတာပါပဲဒီအိမ်ကိုမင်းဦးကြီးနဲ့ကြီးတော်တို့ကနှစ်ပေါင်းအတော်ကြာကြာ စိတ်ကူးပြီးမှစောက်တာကွယ်ဘယ်ပိတုကတယောက်ကိုမှမငန်းပါဘူးထို့နောက်အတော်ကြီးဒီသူ့ကိုအိမ်သွင်းအိမ်ပြင်ရှောက်ရပြလေသည်ထိုတော်ကြီးဒီတသက်လုံးအမျက်တနှုံစူးစောင်းလာခဲ့သောပေးစလီရှောဆောင်များရှေးကျသောအင်္ဂလိပ်လက်ဖက်ရည်ပကံများတရုတ်လက်ဖက်ရည်ပကံများပြင်သစ်ကလထိုင်နှင့်ဂရင်များအီတလီယံပကြီးကားများ ရင်တည့်ရဲတိုက်ကြီးတစ်ခုအတွင်းတွင်အသုံးပြုခဲ့ပူသောပိုခန်းစီစများကိုလည်းထုတ်ရပြတာရာကျွန်တော်ဒီတစ်ခုပြီးတစ်ခုကင်တွယ်ရှင်းမလေသည်အိမ်တွင်းတွင်နှံ့သောအခါမော်တော်ကားယုံတို့ကျွန်တော်ကိုခေါ်သွားပါသည်မော်တော်ကားယုံထဲတွင်တုံးများပေါ်နေတင်ထားသောပက်ကက်မော်တော်ကားကြီးတစ်စင်းကိုတွေ့ရပါသည်မင်းဦးကြီးမဆုံးမီကလေးကဒီကားကိုဝယ်သွားတယ်သူဆုံးမီကလေးကကြီးတော်လေဒီကားကိုတကားမှမစီဘူးမင်းကိုဒီကားပေးမယ်ကျေးဇူးတင်ပါတယ်ကြီးတော်တို့ဝင်မဲ့ကျွန်တော်လက်ခံလို့ဖြစ်ပါမလား ကျွန်တော်ကဘာမဆိုင်ညာမဆိုင်ပဲနဲ့ဒီကားကိုဝင်ပြီးယူတယ်ဆိုတော့ကြီးတော်ရဲ့တူရင်တူမရင်းတွေကိုလည်းထောက်ထားဖို့ရှိသေးတယ်ကြီးတော်ရဲ့ရင်းတို့ကိုကူးဆိုင်မနေပါနဲ့ကွာငါတည်ရင်ဒီကားကိုသူတို့ရမှာပဲဆိုပြီးစောင့်နေကြတယ်လေရင်းတို့ကိုတော့မပေးဘူးမင်းမဲ့ယူသွားပြီးတော့သူတို့ကိုမပေးခြင်းရင်တပတ်ရက်ကားများဝေတဲ့သူကိုရောင်းနိုင်သားပဲကြီးတော်ရဲ့မလောက်ပါနဲ့မောင်းရင်ရဲ့ဒီကားကိုဒစိမ့်နေစီးနေတာမကြည့်ရပါဘူးကွယ်မင်းမဲ့ယူသွားပါထို့သူလဲဒုံမတော်ကားကိုယူရမည်ဆိုတော့ကြောင့်လဲပတ်ပြောတော်လဲမရပြီ စွန့်ငင်းပြန်နေအတော်ကြီးစိတ်ဆိုးရောက်တာရှိတော့မည်ဖြစ်၏အင်ကြီးတဲ့အိမ်ထဲတွင်ပစ္စည်းများနှင့်ပြည်စုံလည်းရှိတော်လဲထိုအိမ်ကြီးနှင့်ထိုပစ္စည်းများကိုစိတ်ပါလက်ပါချင်းမမဲ့သူတဦးလိုလည်းရှိလေသည်အတော်ကြီးသည်မြေရစင်ကအလွန်လားပါ၏ပိုးပန်းသူအတော်များခဲ့၏ဤအင်ကြီးကိုဆောင်းလုပ်ပြီးနောက်အလဆင်ရန်အတွက်ဥရောပတိုင်းမှပစ္စည်းအမြောင်များမာ၍ဝန်းမှန်ရှည်လေခဲ့၏။ရောက်ကြဆုံးပြီးသည့်နောက်မိမိအင်ကြီးနှင့်မိမိသားကြံရိုက်ခဲ့၍သူကိုနှစ်သိပ်ဖြောပြီးမဲ့သူတဦးတယောက်မှမပေါ်ပေါက်ခဲ့ပြီ ထို့ကြောင့်သူ့ကိုဖြိုဝေမိသူတို့ပေါ်ပေါက်လာတော့အခါယေရှုတင်မဆုံးသောအနေဖြင့်ပက်ကက်မတော်ကားကိုပင်လက်ဆောင်ပေးလေသည်။ချားတပည့်သူ၏အကြောင်းကိုကြည့်ကြအောင်ဆို။နီယောင်မျိုးရှိလူးဝစ်ဘယ်လင်တိုင်အလုတ်တိုက်၏တိုက်ရုပ်ဖြစ်သောဒွန်နင်အန်မက်စ်မဟွန်ဒီသူ၏အဖြစ်အပျက်ကိုအောက်ပါအတိုင်းပြန်၍ပြောလေသည်။မိတာဘလတီကနီးများကိုတင်ရပြီးနောက်များမကြာမီနမေကျော်တရားသူကြီးအင်ချန်ဝင်းကိုပြုပြင်ပေးရန်ကျွန်တော်တောင်းရောက်ရပါသည်တရားသူကြီးသည်ဘယ်နီယာတွင်ဘာပင်စားခြင်းသည်စသည်ဖြင့်ပြောကြရန်ကျွန်တော်ရှိရသူလာပါသည် မင်းရဲ့ခွေးတွေကတယ်လာပါလား Madison Square Garden မှာကျင်းပတဲ့ခွေးအလားပြန်ပွဲမှာနေ့စဉ်ကလို့စုတွေရတယ်လို့ကြားဖို့ပါလေကျွန်တော်ရဲ့စကားများသည်ထိုးမင်းကြီးရနှစ်တိတ်စီပြီးမှအလွန်ထွန်းချမ်းလက်ရှိပါသည်ဟုတ်တယ်ကြုတ်ခွေးတွေနဲ့ကြုတ်ပြီးပြောနေတာပဲခွေးတွေထားတဲ့နေရာကိုလိုက်ပြီးကြည့်ပါလားရရှိသောစုများနဲ့ခွေးများထားသောနေရာကိုတနအိလောက်ကြာအောင်ရှောင်ရည်ပြပြီးလင် ခွေးများသည်အပေးကြောင့်ထိုးများလာရသည်ကိုရှင်းပြပြန်ပါသည်နောက်ဆုံးရင်ကျွန်တော်ဘက်သို့လှည့်ပြီးမောင်မှာတားယောက်ျားကလေးများရှိပါသလားဟုတ်ကဲ့ရှိပါတယ် ခွေးကလေးတကောင်ကိုလိုချင်မှာပေါ့ဟုတ်ကဲ့ခွေးကလေးရရင်တိတ်ဝမ်းတာပါလိမ့်မယ်ကောင်းပြီခွေးကလေးတကောင်ကိုပေးလိုက်မယ်ဟုတ်တရားသူကြီးကပြောလိမ့်ကြည့်ထို့နောက်ခွေးကလေးကိုမိကဲသို့အစာကျွေးရမည်ကိုရှောင်းယူပြောပြပြီးနောက်ကျွန်တော်မိသွားမည်ကိုဆိုသောကြောင့်ဆက်ကူစားရတဲ့ပေါ်တွင်ခွေးမွေးနီးနီးတီးများကိုကိုယ်တိုင်လက်နေဆက်ပြီးရိုင်းနေပြပြန်ပါသည်သူဝသနာပါတဲ့အရာနှင့်သူ၏အောင်မြင်မှုများကိုစိတ်ပါလက်ပါရှင်းမမိသည်နှင့်တရားသူကြီးသည်သူ၏အလွန်အဖိုးထိုက်တန်သောအချိန်များမှာကျွန်တော်အတွက်တနာကြော် ချုံယုံတာမကဒေါ်လာတရာကျော်တန်တန်သောခွေးပေါက်ကလေးတစ်ကောင်ကိုလည်းကျွန်တော်အားလက်ဆောင်ပေးလိုက်ပါသည်ဒီရုပ်ရှင်ရကူးရံအတွက်ကော်ပြားကိုထွင်ခဲ့သူဂျော့အီစမန်ဒီဒေါ်လာတန်ပေါင်းတရာကျော်လောက်စုမိ၍ကဘာပေါ်တွင်အကျော်ကြားဆုံးသောကုန်တည်သူအဖြစ်သို့ရောက်ခဲ့သည်ထို့မြအလောက်ကန်ကြီးများကိုလောက်ကန်နေသောသူပင်ဖြစ်လင်းကစားတင်းနှင့်ကျွန်တော်တို့ကဲ့သို့အချီးမွမ်းကိုခံယူလိုပေသည်တက်တည်ထိုးရပြပါနေပေါင်းအတော်ကြာလောက်ကအီစမန်ဒီ ဘူလစကာမျိုးတွင်အစ္စမန်ဒူရီယာအကြောင်းတကြောင်းနှင့်သူ၏မိခင်ကြီးကိုအမတရားဖြစ်စေရန်ဒီပုံဟောယုံကြည်သူတွေကိုစောင့်လို့လေသည်နီယောင်မျိုးရှိကလာဒိုင်းကုမ္ပဏီတစ်ခု၏မန်နေဂျာဂျိန်းအက်စ်တမ်ဆန်သည်အထက်ပါဒူရီယာအကြောင်းနှင့်ယုံကြည်အတွက်ကလာဒိုင်းများကိုရောင်းလို့၏ထို့ကြောင့်ထိုအဆောက်အုံများကိုကြီးကြပ်စောင့်လို့နေသောပြည်သူကထံသို့မစ္စတာအစ္စမန်နှင့်တွေ့လို့ကြောင်းတယ်လီဖုန်းနှင့်လမ်းယူပြောလေသည်ချင်းတီနေသို့ရောက်တော့အခါပြည်သူကနှင့်မစ္စတာအက်ဒမ်ဆန်တို့သည်ရှေးဥစွာတွေ့ဆုံကြရာတွင်ပြည်သူကကမိတ်ဆွေ ခမရကလထန်ရောင်းကျင်တယ်မဟုတ်လားအင်းခုကတည်းကပြောထားမှနော်ဖိုးကြီးကတိတ်ပြီးစနစ်ကြီးတယ်အလုတ်လည်းတိတ်ရှုပ်တယ်ပြီးတော့ခမရကိုပြောစရာရှိတာမြန်မြန်ပြောပြီးထွက်ငါးမိနစ်ထက်ပိုပြီးကြာရင်ခမရကလထန်တွေတလုံးမှရောင်းရမှာမဟုတ်ဘူးခုမစ္စတာအက်ဒါဆန်ကိုတတိပေးလေသည်မစ္စတာအက်ဒါဆန်နဲ့အခန်းတွင်းသို့ဝင်သွားတော့ကမစ္စတာအစ်စမန်ဒီကုန်း၍စာရင်းနေသည်ကိုတွေ့ရ၏မစ္စတာအက်ဒါဆန်တို့ဝင်လာသည်ကိုသိတော့အခါတတ်ထားသောမျက်မှန်ကိုချုပ်ပြလေကဲလူချင်းမင်းခင်ဗျာကျွန်တော်ဗာမြကူညီရန်ရှိရပါသည်လို့မိ ပြည်သူ့ကလာသည့်မစ္စတာအက်ဒါဆန်နှင့်မစ္စတာအစ်စမန်တို့ကိုမိဖွဲ့ပေးပြီးနောက်မစ္စတာအက်ဒါဆန်ကဆက်၍မစ္စတာအစ်စမန်ကမြအပြင်မှာကျွန်တော်တို့ထိုင်ပြီးစောင့်နေတုန်းကဒီအလုပ်ရုံးခန်းကိုကြည့်ပြီးဒီလိုအခန်းမျိုးနဲ့များအလုပ်လုပ်ရရင်ဘလောက်ကောင်းမလဲလို့ရှင်းမနေပါတယ်အဆောင်အုံတွေကိုကလတ်ထိုင်းတွေကိုလိုက်ပြီးရောင်းခဲ့တာ များလာပါပြီအခုလောက်လာတဲ့ရုံးခန်းမျိုးကိုကျွန်တော်ပြတခါမှမတွေ့ဘူးသေးဘူးဟုမစ္စတာအစ်စမန်ကိုပြောလေပြီးဆောင်းပြီးကစားကတော့ကျုပ်အခန်းကိုကြည့်ပြီးသဘောကျနိုင်ပါပြီ ခုများပြည့်အလုပ်တွေကများလုံးလို့အခန်းကိုကြီးဖို့တော့မိနေတာကြားလာပြီခုမစ္စတာအက်ဒန်ဆန်ပြောမှလည်းတတိယပြီတော့တယ်မစ္စတာအက်ဒန်ဆန်ဒီထိုင်ရန်မှတည်သားနိုင်ရန်တစ်ဖက်စီသူထားတော့ရေးဒီအသားဟာအင်္ဂလိပ်အုပ်မဟုတ်လားအီတလီယန်အုပ်နဲ့နည်းနည်းတော့ကွာတယ်ဟုအလွန်သဘောကျတော့အမူအရာဖြစ်ရှိကျူးနေသည်ဟုတ်တယ်ဒီအသားကိုအင်္ဂလန်ကမာယူရတယ်တည်သားကောင်းတွေကိုနားလေတဲ့မိတ်ဆွေတို့ကရွေးပေးတယ်ထို့နောက်မစ္စတာအစ်စမန်ဒီအက်ဒါဆန်ကိုအလုပ်အခန်းအတွင်းရှိသူကိုယ်တိုင်စီမံဆောက်လုပ်ထားသောလက်ရာတို့ကိုပြသ၏ အခန်းတွင်းနှင့်လက်ရည်ကျူးကျူးနေစဉ်ပတင်းပေါက်တစ်ခုနားသို့ရောက်သောအခါခိတရန်နာ၏ Rochester University ပြည်သူ့ဆေးရုံကြီးတဘာဝဓမ္မဆေးရုံကြီးမရှိနွမ်းပွန်းသူများတဲကိုရန်အိကလေးတငယ်များအတွက်ဆေးရုံစားသောလူအများကောင်းစားရဲ့အတွက်သူကိုယ်တိုင်ထောက်ပံ့ထားရသောအဆောင်အုံကြီးများကို Mr. Eastman သည် Edenson တို့လက်ညှိုးထိုးပြရန်ပြတ်တာလည်းရှိအတိဒုက္ခရောက်နေသူများချမ်းသာရန်အတွက်အဥ္စာပစ္စည်းများကိုလူတန်းရန်၌ Eastman ၏စိတ်ကူးယဉ်ပုံကို Mr. Edenson သည်ညှိနှိုင်းကရှိပြုလည်းရှိ ီတို့ပြောနေစဉ်အင်္ဂလိပ်တယောက်ထံမှဝယ်ယူလိုက်တော့သူ၏ပရမဆုံးလက်ကင်ကင်မရာကလေးကိုမန်ဘီရိုတစ်ခုထဲမှထုတ်ရပြလိမ့်မည်။ကိုပိုင်အလို့တစ်ခုဖြစ်လာအောင်ငင်းစင်ကမြင်းကျဲသို့ကိုထုကိုချုံခဲ့ရကြောင်းကိုမစ္စတာအက်ဒန်ဆန်ကရှောက်ရမိရာငင်းစင်ကသူ့ဒီအလွန်စင်းရဲခဲ့ကြောင်းသူ၏မိခင်ကိုမိုးစိုးမကြီးမှသမင်းဆိုင်ကလေးဖွင့်ခဲ့ရ၍သူသည်တနည်းနှင့်ဒေါ်လာဝဲလောက်နှင့်စာရေးကလေးအလုပ်ကိုဝင်၍လုပ်ခဲ့ရကြောင်းမိခင်အိုကြီးသည်အလုပ်လုပ်ရသည့်အတွက်ပြင်ပန်းပြီးတည်သွားမှဆိုသည့်ဖြင့် တာမီနီယောက်တို့လုံလုံလောက်စားတော့နိုင်ဖို့ပတ်စံကိုတူတူတည်းစူးစမ်းရရှာဖို့ရန်တန်တိတ်တန်ချပုံအလုံးစုံလို့စိတ်ပါလဲပါပြောပြရှာ၏ထို့နောက်ရုပ်ရှင်ကားရိုက်ကူးသည့်ကော်ပြားကိုမိခဲ့သူကြံပြန်၍လှုပ်ခဲ့သည့်အကြောင်းကိုမေးမြန်း၍အစ်စမန်ပြောနေစဉ်မစ္စတာအက်ဒါဆန်သည်စူးစမ်း၍နားတော်နေလေသည်မစ္စတာအစ်စမန်သည်လည်းထိုလုပ်ငန်းကိုထမ်းမြောက်အောင်မြင်ရန်စူးစမ်းရ၌အလုပ်ခန်းထဲတွင်မိခဲ့သူတစ်နေ့လုံးတညလုံးအလုပ်လုပ်ခဲ့ရပုံဤသို့အလုပ်လုပ်စဉ်ဓာတ်ခိုင်များအရေးပြောအောင်စီစဉ်၍ထားရ၌မြင့်ယုံသောမြင့်ရပုံ ခါတရံဝတ်ထမ်းသောအဝတ်အစားများကိုမလဲနိုင်ပဲအိတ်ရင်နဲ့ထူအဝတ်အလွတ်လုံရင်လည်းထူအဝတ်ဖြစ်တစ္ဆက်တဲ့ခုနှစ်နာရီမြောက်နေခဲ့ရပုံတို့ကိုစီကာပတ်ကုံချွွှင်လန်းလန်းပြောပြနေပြီအဒန်ဆန်ဒီမစ္စတာအစ်စမန်အခန်းတွင်သို့ဝင်သွားစဉ်ကနက်နက်10နာရီနဲ့15မိနစ်သာရှိသေး၏အခန်းတွင်သို့မွေမူပြီးသူကကအဒန်ဆန်ကို9မိနစ်ထက်ပို၍စကားမပြောပါနဲ့ဟုတတိပေးလိုက်၏တို့ရတွင်17နာရီခွဲသို့လည်းအဒန်ဆန်နှင့်အစ်စမန်တို့သည်စကားလက်ဆုံကြားလက်ပင်ချီသေး၏ တို့ဖြင့်နောက်ဆုံးတွင်အစ္စမန်သည်အက်ဒါဆန်ဘက်သို့လက်၍ရင်းတစ်ကောက်ကဂျပန်ပြည်ကိုကျွန်တော်ရောက်ခဲ့တုန်းကကလတိုင်း၄-၅လောက်ဝဲခဲ့ပြီးကျွန်တော်အိမ်ရဲ့အင်းချေခန်းမှာထားတယ်။နေဘူးလို့ထင်ပါရဲ့ဆေးဒီကွာကုန်နှန်းနဲ့မနေ့ကမြို့ကိုအယောင်တင်စီတပလင်းတော့ဝယ်ပြီးကျွန်တော်ဟာကျွန်တော်ဈေးတုတ်ထားလိုက်တယ်။ကျွန်တော်ဈေးဘလောက်တုတ်တယ်ဆိုတာကိုခင်ဗျားကြည့်မလား။ကဲကျွန်တော်အိမ်မှာနေလေစာလိုက်ပြီးစားလိုက်ဗျာ။နေလေစာစားပြီးတော့ကျွန်တော်ဈေးတုတ်ထားတဲ့ကလတိုင်းလေးကိုကြည့်ရအောင်ဟုဆက်၍ပြောလေသည်။ င်းလေစာစားပြီးတော့မစ္စတာအစ်စမန်ဒီအက်ဒါဆန်တို့ဂျပန်ပြည်မှတူတေယူလာတော့ကလာဒန်များကိုပြန်လည်သည်ထိုကလာဒန်များသည်တလုံးတွင်ဒေါ်လာခွဲလောက်ပင်မတန်ကြီးသူရန်တွင်ဒေါ်လာတန်ပေါင်း100ကျော်များချမ်းသာသောမစ္စတာအစ်စမန်ဒီထိုကလာဒန်များပေါ်တွင်ဂုံယူလက်ရှိလေသည်အကြောင်းမူကားထိုကလာဒန်များကိုတူပူရန်ဆေးတုတ်ထားသောကြောင့်ဖြစ်လေသည်မစ္စတာအစ်စမန်ဒီဆောင်းလို့သောအဆောက်အဦနှစ်ခုအတွက်မာယူသောကလထိုင်ဖို့သည်ဒေါ်လာငွေ6000များရှိလေသည်ထိုကလထိုင်များကိုမိသူတံမှဝယ်ယူမှုတင်ပြပါသည် ိုချိန်မှစ၍မစ္စတာအီစမန်အနေအဆရောက်သည့်နေ့တိုင်တော့ထိုသူနှုတ်ဦးသည်မင်းဆွေရင်းချာများဖြစ်ကြလေသည်။တစ်ဖက်သားအားဤကဲ့သို့လိုက်လိုက်လဲလဲရှင်းမွန်သောနီးကိုတင်းနှင့်ကျွန်တို့သည်ဘယ်နေရာတွင်အသုံးပြုရမည်နည်းထိုနီးကိုတင်းတင်းကျွန်တို့၏အိမ်များတွင်အပေးကြောင့်အသုံးမပြုရသေးသည်တည်း။ထိုနီးများကိုအသုံးပြုရင်အိမ်ထက်ပို၍လိုအပ်သောနေရာသည်အခြားနိုင်မရှိတော့လေ။တင်းတင်းကျွန်တို့သည်ထိုနီးများကိုအိမ်တွင်လေ့ယူရှုရထားတတ်ကြလေသည်။တင်းရင်စနီးတယ်တွင်ကောင်းသောအရေးရှိသူချို့ရှိပေလိမ့်မည်။ဤသို့မှမရှိပါလျှင်တင်းတင်းထိုအိမ်များကိုလက်ထပ်ပြည့်မည်မဟုတ်။ တို့ရာတွင်တင်းစနီးတဲ့ကိုဘယ်နှကြိမ်များရှင်းမွန်ယူရဖူးပါတလဲစဉ်းစားပြီးဖြေသားမှာဘယ်နှကြိမ်များရှင်းမွန်ယူရဖူးတလဲဆိုတာလွန်ခဲ့သောနှစ်နေငယ်ခန်းက New Brand Service နဲ့ရှိမီရာမင်ရှိမြင့်ဖြားတွင်ငားများရန်ကျွန်တော်သွားခဲ့ဤတနေ့တနေ့ကျွန်တော်တို့အူတဲ့အလွန်ပြင်းသောကြောင့်ဖတ်စရာလက်ရရှာရာနေသတင်းစာကလေးတစ်စုံကိုသာတွေ့ရဤပြင်းပြင်းနှင့်ထိုသတင်းစာတက်ရှိစာများကိုကြောင်းများမကျန်းအကုန်လုံးချောက်ဖတ်ရာဒေါ်ရတီတီရဲ့စောင်းမတစ်စုံကိုတွေ့ရ၍ ထိုးဆောင်ပါသည့်အနှုတ်အဖိုးတန်သောကြောင့်ကျွန်ုပ်သည်စိုးယူထားပါသည်သူတို့သူမျိုးများကသာပြောကြားလျက်ရှိသောဆုံးမစကားတို့ကိုအစဉ်တစ်ပြည့်ကြားရ၍နိုင်ငီးလာပြီဖြစ်ရာသူတို့သားများကိုလည်းတနင်္လာသို့ခေါ်သွားပြီးလျှင်အောက်ပါဆုံးမစကားကလေးများကို ပြောပါအောင်ဟုဒိုရတီတစ်ကတိုက်တွန်းထား၏မိမအကြောင်းကိုနားမလည်ဘဲနဲ့မိသည့်အခါများလက်မထပ်ပါနဲ့လက်မထပ်မီမိမတို့ကိုချီးမွမ်းခြင်းတပါဆိုရင်ချီးမွမ်းလိုသူ၏သဘောပင်ဖြစ်၏ ို့ရာတွင်လက်ထပ်ပြီးသောအခါတင်းရဲ့စနီးတယ်ကိုရှင်းမွန်ခြင်းတည်ရင်တင်းရဲ့တမန်ဝတ္တရားတရဖြစ်ုံတမကတင်းရဲ့ကိုရည်အတွက်အရေးကြီးသောဝတ္တရားတစ်ခုပင်ဖြစ်လေသည်လင်းနှင့်မြညာဆက်ဆံရာ၌ဝမ်းတဲရှိသည်မြရောင်ထုတ်ချ ayım ရာလူရင်းရောက်အောင်လက်ပတ်ပြောမှသာရလေသည်အကယ်၍တင်းဒီနေ့စဉ်ဟင်းကောင်းနှင့်ထမင်းစားခြင်းပါလျင်တင်းစနီးဒီချက်ပုံပြုတ်ပုံကိုဘယ်အခါမှအပြစ်မရှာပါနဲ့တင်းအမေအိမ်တွင်စားရစဉ်ကဘလို့မိမအင်ကြကမှဘဲနဲ့စားသည့်ဖြစ်နိုင်ရှင်၍လည်းဘယ်အခါမှအပြစ်မဆိုပါနဲ့တို့ရာတွင် တင့်စင်းင်းတဲ့အိန္ဒိယစီမံအုပ်ချုပ်ရာနဲ့ဆေးဆက်လုံလုံလုံကိုအစဉ်အဖြစ်ကြီးယူပါထို့ပြင်လည်းအလှတွင်ဗရနီအလို့အကျွင်းတွင်မေမဒီတစ္ဆာအရာနဲ့တင်နရီတို့ကဲ့သို့ကောင်းချင်းငါးပြားစင်းအင်ကာနဲ့ပြည်စုံသူကိုလက်ထပ်ပေါင်းတင်ဆက်ဆံခြင်းပြုရသည့်အတွက်တင်းဒီကုတုကန်ထူးတူဦးဖြစ်ကြောင်းကိုလည်းမကြာခဏပြောကြပါလိမ့် ်အကရွေဝက်သားကျော်သည်တရေကဲ့သို့မှာပြီးလင်ချက်ထားသောသမင်းသည်ထမင်းဖြစ်နေတော့လဲတင်းစနီးကိုမစူပါနဲ့ခင်ရေဒီကနေ့ခါတိုင်းလက်ရမျိုးမဟုတ်ပါလားဟဲ့ဟုပြောလင်သူ့လက်တွေကိုမိလောင်စေသားမူအကလောင်ခံ၍တင့်အကြိုက်ဖြစ်အောင်ချက်ပေးလိမ့်မည်တို့ရတွင်ယခုနည်းများကိုဖြုံးကနေနဲ့အသုံးမပြုပါလိမ့်မည်တင့်ကိုတင်းရဲ့စနီးတယ်မယုံတင်တာဖြစ်လိမ့်မည်တို့ရတွင်ယနေ့တို့မဟုတ်မနှက်ဖြန်ညနေအလုံးမှပြန်လာတော့အခါ တင်းစနီတဲ့အဖို့ပန်းတစီတို့မဟုတ်သူကြိုက်တဲ့ဒီအစားစာတကူကူဝဲသွားပါယခုစာကိုဖတ်ပြီးလင်အိငါလောက်အောင်မှပဲဟူ၍ပြောင်းရင်မပြီးစေနဲ့လှုပ်ပြောင်းလှုပ်ပါတင်းဝဲယူသွားသောအရာများကိုတင်းစနီတဲ့တို့ပြီးတော့ကဘာမှမပြောပဲရှုတည်တည်မပေးပါနဲ့ချစ်ခင်ညူရသောစကားများကိုခပ်ပြုံပြုံပြောရပြီးပါလင်းနေမယားတို့ဒီဤနီးကိုလိုက်နာဆောင်ရွက်ကြရင်လင်းမယား၆ဆုံလက်ထက်တည်းအနဲ့သဆုံတလီမြပြင်ကွာရှင်းလိမ့်မည်ဟုကျွန်တော်မတင် မိမတယောက်ဒီတင့်ကိုချစ်ကြိုက်လောင်လို့ရနီးကောင်းကိုတင်းအလိုရှိပါသလားအလိုရှိရင်ထိုနီးကိုကျွန်ုပ်ပေးမိတို့ရတွင်ထိုနီးဒီကျွန်ုပ်၏နီးမဟုတ်ဒေါ်ရတီတီ၏နီးဖြစ်လေသည်တခါတုန်းကဒေါ်ရတီတီဒီမိမ23ယောက်အထိသူတို့စုထားသောပစ္စည်းများနှင့်တကွအရာရှိုင်းနိုင်သောနာမည်ကျော်မယားများသူတို့နှင့်တွားရောက်တွေ့ဆုံခဲ့ပြီးထိုသူသည်ထောင်ဒဏ်ခံရသောကြောင့်သူ့ကိုတွေ့ရသောနေရာသည်ထောင်ဖြစ်ကြောင်းကိုစကားမစပြောလိုက်ပြန်စီထိုသူသည်မှမိမရှိအောင်လုံနိုင်သည့်စည်းနီးပေးပါဟုတောင်းရာဒါအဆမ်းမဟုတ်ပါဘူး မိမတို့ကိုသူတို့ရဲ့အကြောင်းကိုသာပြောကြရောဟုထိုလူကပြန်ပြောမှုလေသည်ထိုနည်းကိုမိမများကြားအောင်သာမဟုတ်ပဲယောက်ျားများကိုလည်းကြားအောင်အသုံးပြုနိုင်လေသည်လူတယောက်တို့သူ့အကြောင်းကိုသာရှောက်ရပြောရင်ထိုသူသည်နိုင်ပေါင်းများစွာမင်းကြီးငွေပဲနားထောင်လိမ့်မည်ဟုပြတိချနိုင်ငံတော်ကြီးတစ်ခုလုံးကိုအထူးကျွမ်းကျင်စွာအောက်ချုပ်ခဲ့ပြီးတော့နန်းကြီးဝင်ကြီးဂျစ်စရီလီကပြောခဲ့ပြီးထို့ကြောင့်တင့်ကိုလူကြိုက်များစေလိုရင်မင်းအမတ်ချောက်သည်တစ်ဖက်သားအတုကိုယ်သူအထင်ကြီးလောင်လုပ်ပေးပါ ။ဤသို့လောက်ရာနဲ့စေရောကိုပါလုပ်ပေးပါ။တင်းဒီဤစာအုပ်ကိုဖတ်နေဒီမှာအချင်းအတော်ကြာသွားပြီ။ဤစာအုပ်ကိုပိတ်ရိတ်တင်းရင်စေးတံမှပြားများကိုခောက်ထုတ်လိုက်ပြီးတဲ့။ဤအခန်း၌ပန်းသောချင်းမွန်းသည့်မြီးကိုတင်းနှင့်ပရမဇုံတွေ့ရသောလူအပေါ်၌စမ်းကြည့်ပါ။မျက်လက်ပြတကယ်သူထူးခြားသည့်ကိုတင်းတွေ့ရပြန်။သုံးသီးတိုင်းနားထောင်ပြည့်အတွက်တင်းဒီစာအုပ်အပေါ်တွင်စိတ်ဝင်စားနေတယ်လို့ယူဆလိုက်ပါရစေ။အဲဒါကြောင့်စမ်းယူကြည့်ပါမေးဆွေ။ဟုတ်ကဲ့ အခန်းချောက်တွေ့လင်တွေ့ချင်းသဘောကျစီရင်ဤတွင်ပြီးပါခင်ဗျာနောက်အပိုင်း၃ဒီတင်ဘက်ပါအောင်လောက်ရန်နီးစနေနီးပြီးပါလေယေရှုတမန်